ုပ်ပြီးတော့မိဘများပြောက်သွားအရေးကြီးတဲ့ရင်ဖုံးဝင်လာလို့เนาะဟိုအရေးကြီးတဲ့ရင်ကဘာလဲဆိုတော့ကျွန်တော်သံဆောင်မိုးလာပြီနေမှာတဲ့တေပွဲရှင်ပွဲကြီးကျင်းပါမယ်တဲ့တေပွဲရှင်ပွဲကြီးကျင်းပါမယ်အခမ်းအနား ပျော်ပွဲရှင်ပွဲဟုတ်ကဲ့တေပွဲရှင်ပွဲပါဘာလို့လဲဆိုတော့ဒီတလအတွင်းမှာတေထားတဲ့ရဲဘော်တွေပေါ့နော်ရဲဘော်တွေကိုတေသွားတဲ့ဟာကိုသူတို့တွေဘလို့တေတယ်ဘလို့တေတယ်ဆိုတာကိုပုံဖော်ပြမယ်ပုံဖော်ပြတာကဘလို့တေရဲရဲဆိုတော့ဟိုအဲ့လိုမျိုးပေါ့နော်တေတဲ့ခါမှာသူတို့ကဟိုကြာရှုံးခြင်းကဘလို့ပျော်ရွှင်မှုကောင်းတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အဘဘကလိုက်တဲ့ lobby luxury နဲ့အဲရုပ်ရှင်တမားတွေနဲ့ပုံဖော်ခိုင်းမယ်တဲ့အဲ့တော့အဲ့လိုလှုပ်လိုက်တဲ့ခါမှာဘာဖြစ်သွားမလဲသိလားအခုမတေသေးတဲ့ရဲဘော်တွေကနောက်တေမဲ့ ခါကျရင်ပျော့ပျော့ရှူရှူသေးနိုင်အောင်ဖြစ်သွားတာဗောအဲ့ဒါကအရေးမကြီးဘူးအဲ့ဒါကအရေးမကြီးဘူးမင်းတို့ကပါလေသတင်းကြိုးပြီးွားပြီးဒီဆောင်တိုင်းမှာမင်းကနေလမ်းတိုင်းလမ်းထဲမှာတေးတူဖို့ပုံစံမျိုးနဲ့လုပ်တို့ဖြစ်နေတယ်အခုအဲ့မဲလက်ဖောက်ပြီးမှာတော့ဗောအေးနောက်တစ်ခုမျိုးငါပြောပြအောင်ဟုတ်အခုလိုင်းပေါ်မှာတက်နေတဲ့ကောင်တွေတန်ချက်တိုင်နေတဲ့ကောင်တွေကိုဘက်ကဒီ PDF တွေနဲ့တွန်လိုင်းတက်ဖို့ဝင်တွေကို မို့ကျိုးမြေကျိုးပြောတာမပြောနဲ့လို့မင်းတို့အတန်တွေကိုလူတိုင်းတည်တယ်အဲ့အမှုပညာသမားတွေလူတိုင်းတည်တယ်လို့မင်းတို့ခွေးပြေးဝက်ပြေးပြေးရတဲ့အပြင်ခွေးတွေဝက်တွေမင်းတို့သေလိမ့်မယ်လို့နည်းနည်းပါပြောတာတေပွဲရှင်ပွဲကြီးမှာအဘောက်လည်းဖိတ်လိုက်တယ်နော်ဗာနော်အဲ့လိုမျိုးဘောအမင်းငါတက်ချုံနဲ့ငါအတူဟာယောဘောင်းမီးပြေငါအဲ့လိုပေါ်နေငါမတက်ပါဘူးမင်းတက်ချုံလို့မရမင်းငါမဲဖောက်ပေးမယ်အရာရှိရလေဗာဟိုတေသွားတဲ့ဟိုရဲဘော်တွေရဲ့မိန်းမတွေကိုမဲဖောက်ပေးမယ်တဲ့ဟာဗျလက်လက်ပပလေးတော့တချို့ကောင်မလေးတွေချိုးတယ်ကွာနေတာဒီဆီယာမတ် 多嚟多，多嚟多，多嚟多。我唔理你哋，你做你哋個咪，我唔係咪，我係撩翻你阿咪。但係只不過咧，阿咪冇撩。但係只不過講埋呢啲，你理唔理啊？理啊！你咪可以話多你哭啦。爸爸咪嚟嚟，以為我。爸爸咪咪，做咩咪？咪有咪咪有，阿咪咪。我咪咪都話多，再抽支俾我。再抽，再抽支。唔係你阿咪傻逼，我媽 ဟိုဆက်လက်ပြီးတော့ဒီနေ့တင်ပြပေးဦးမယ်နော်ဒါကခုနပြောတဲ့ကျွန်တော်မုံရွာပေါ့ဒီကကျတော့မုံရွာမှာကျွန်တော်50ကျွေးပွဲပေါ့50ကျွေးပွဲအော်ဒါပဲသတင်းကျွမှာဆိုတော့လာပြင်းနေမှာငါတို့ရန်ပြီးတော့ဘေးမဲ့လွတ်ကြမယ်ငါးတွေလည်းလွတ်မယ်50လည်းကျွေးမယ်ခေါင်းတွေကကစိုးရဲနဲ့ပေါ့ပေါ့ဆုတ်မလား50ကျွေးတာလိမ့်စာတို့50တို့အဲ့ဒါကကျွန်တော်သတင်းလေးတင်ပြပေးမယ်လေဘာကျွေးလဲဆိုတာသိရမှာပေါ့နော်အဲ့ဒါတော့ဘာလဲဆိုကျွန်တော်အောက်တိုဘာလားတဲ့ကျွန်တော်17ရက်နေ့မနက်7နာရီပေါ့နော်အဲ7နာရီခွဲလောက်မှာလေမုံရွာမြို့ကနေပြီးတော့အောက်ဘက်အောက်ဘက်ကိုစုံစမ်းလာတယ်ကျွန်တော်တို့စစ်ကော်မရှင် ရည်ရင်တွေရှိတယ်ကောင်းနေတာအဲ့ရည်နေရတဲ့ကျော်ချင်းလင်းမြကြောင်းရောက်ပေါ့နော်ချင်းလင်းမြကြောင်းနဲ့တနေရာအရောက်မှာတဲ့ကျွန်တော်တို့တော်လိုင်းရေးတက်တည်းရဲ့ကျွန်တော်တို့ပြစ်ခတ်ခြင်းကိုခံခဲ့ရပါတယ်တဲ့အဲ့လိုဟုတ်တယ်လေပါ အဲ့မှာကျွန်တော်တို့တင်ပါရဲ့ကြေးမယ်ကြေးပြီးကျွန်တော်တို့စကားမစစ်သားတွေကျွန်တော်ရေထဲကိုကြမယ်အမှငါးသာကျူးမယ်ဟာပေါင်းတာဗောငါးလေးလဲသူကသူဝါဝါဝါလေးစားတာဗောငါးလေးရဗောဝါလေးစားရတာတော့မှန်နေကွာအသက်တော့ပြန်ရှင်းပါလေဒါပေမဲ့အဲ့ငါးလေးကအချင်းပြတ်လိမ့်မယ်ငါးလေးကငါးလေးကတက်ရမယ့်ပုံစံဖြစ်နေတာဗောဟုတ်လားငါးလေးကတက်ရတော့မယ်ဘာလို့လဲဆိုတော့ဒီငါတို့ဒီစစ်မိတ်စာတွေရဲ့အသားကိုစားလိုက်တော့သူတို့လည်းငါးမိတ်စာတွေဖြစ်သွားလိမ့်မယ်အဖပြောတာနော်ငါတို့ဟာအခုမမနဲ့ပြောမိတာမင်းတို့ကတမျိုးကွာစစ်မိတ်စာဆိုအဖပြောတာနော်မဟုတ်ဘူးလေငါရောရောမမနဲ့ပြောမိတာ အမှန်တိုင်းပြောတာတော့ပြောပါ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 တကယ်လို့ကျွန်တော်တို့အဲ့လိုပေါ့ချင်းလေးမြေကြောင်ရောက်လာကျွန်တော်ရေရင်15စီးပေါ့